မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်ပြည်နယ်တန်တွဲမြို့အမှတ်၄ရပ်ကွက်နဲ့ညောင်မင်းဈေးရပ်ကွက်ကိုစက်တင်ဘာလ28ရက်နေ့ည8နာရီခွဲအချိန်မှာစစ်ကောင်စီတပ်ကပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရသာတက်ရောက်တိတ်ဆုံးပြီး9ရောက်ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေစီကနေသိရပါဗျစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အမှတ်လေးရက်ကွက်ကဦးမြဟန်နေအိမ်နဲ့ညောင်မင်ဈေးကဦးမဲ့လေးနေအိမ်ပေါ်ကိုကြားရောက်ပောက်ွက်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတရဲ့ဘုံကျဲမှုကြောင့်တန်တွဲမျိုးခန့်အသက်44နှစ်အရွယ်ဦးညီညီတေဆုံးပြီးမိသားစုဝင်တွေဖြစ်တဲ့အသက်6နှစ်အရွယ်မောင်တန့်စင်ဖြူအသက်14နှစ်အရွယ်မောင်အောင်တီဟဆို အသက်38နှစ်အရွယ်ဒေါ်ခင်ခင်ထီအသက်52နှစ်အရွယ်ဒေါ်ခင်ထွေးနဲ့အသက်42နှစ်အရွယ်ဦးထွန်းနိုင်မင်းတို့ထံရရှိခဲ့ရလို့သိရပါဗျာ။ စစ်ကောင်စီတပ်အားည7:28မိနစ်မှာတစ်ကြိမ်7:32မိနစ်မှာတစ်ကြိမ်ဘုံကျဲချခဲ့တာဖြစ်ပါတယ်။နေအိမ်တွေလည်းပျက်စီးခဲ့ပြီးတော့အေဂျင့်တွေရဲ့တန်တွဲမြို့မှာစစ်ကောင်စီတပ်ရဲ့လေယာဉ်တွေကိုပဲကြောက်နေရတယ်လို့တန်တွဲမြို့ခံတယောက်က DVB ကိုပြောပါတယ်။ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့စစ်ကောင်စီရွေးကောက်ပွဲကိုလက်မခံဖို့ Washington DC သမရအင်ဖြူတော်ရှိနေတရုတ်တန်ယုံရှိမှာမြမအရေးဆောင်ရွက်သူတွေကဆန္ဒပြတောင်းဆိုကြပါတယ်။သုဒ္ဓချန်သာသတင်းပေးပို့ထားတာပါရှင်။ And we are telling everybody please please help Burma ဒေသစံတော်ချိန်စက်တင်ဘာ26ရက်နေ့ကနိုင်ငံတော်ဤတပ်ဝင်ပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးအကူအညီပေးဖို့ American ပြည်ထောင်စုမြို့တော် Washington DC တမရအင်မီရိုရှိမှမြန်မာရေးဆောင်ရွက်သူတွေကဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာပါ။ ဆန္ဒထုတ်ဖော်ပွဲကို DC ခြေစိုက်မြန်မာရေးဆောင်ရွက်သူတွေနဲ့ Women for Myanmar ဖွဲ့လို့ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။နိုင်ငံတကာမှာရှိတဲ့တိုင်းပြည်ခေါင်းဆောင်တွေကိုလည်းကျွန်တော်တို့ဒီကနေကျွန်တော်တို့အတန်လေးပေးချင်ပါတယ်။ message လေးပေးချင်ပါတယ်။ကျွန်တော်တို့တိုင်းပြည်ကိုကူညီကြပါဆန္ဒကြပါကျွန်တော်တို့ဝိုင်းဝန်းကူညီပါစစ်ကောင်စီကိုလုံးဝကူညီအားပေးတာလည်းမလုပ်ဖို့ကျွန်တော်တို့အနှူးညို့ပြပမှာရှိနေတဲ့တိုင်းရင်းသားညီကောင်မောင်နှမတွေကအနှူးညို့တောင်းဆိုပါတယ်လို့ဒီနေ့ကနေမြစ်တာရက်ခတ်ပါတယ်။ကျွန်တော်တို့ခေါင်းဆောင်တိုင်းပြည်ခံတော်အောင်ဆန်းစုကြည်အမြန်ဆုံးကျမ်းမာပါစေ။အမြန်ဆုံး လွတ်မြောက်ပါစေလို့ဒီနေရာနေကျမတို့အဆုမကောင်းတောင်းလိုက်ပါတယ်ရှင့် Today we're gathered in front of the White House in Washington, D.C. as a call for action to bring awareness about Dong San situation and her health deteriorating. We demand her release immediately along with political prisoners and for her to have proper medical care. Um, we're here to also ask the Trump administration to please condemn the military action and support Dong San to be released immediately. တမရအီမီရိုရှိဆန္ဒပြပွဲမပြုလုပ်ခင်မှာဝါရှင်တန်ဒီစီတရုတ်တန်ရုံရှိကိုအရင်သွားခဲ့ကြပြီးတောင်ဆန်းစုကြည်ပြန်လွတ်မြောက်ရေးကိုလက်လီမရှိဖို့နဲ့စစ်ကောင်စီအထူးရောက်ရွေးကောက်ပွဲကိုထောက်ခံအားပေးနေတာ ရတမှုတရုတ်အစိုးရကိုမြန်မာပြည်ဆောင်ရွက်သူတွေကတိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။ဒေါ်စန်းစုကြည်ပြန်လွတ်မြောက်ရေးအတွက်နိုင်ငံတကာကောင်းဆောင်တွေအကူအညီပေးနိုင်မှုနဲ့တည်င်းစကားရကြဖို့အမေရိကန်သမ္မတအင်မီရိုရှိနဲ့တရုတ်တန်ယုံရှိမှတရက်တဲ့ဆန္ဒပြပွဲပြုလုပ်ဖို့မြန်မာပြည်ဆောင်ရွက်သူတွေကစီစဉ်ခဲ့တာပါ။ President Trump Administration အနေနဲ့တရားမဝင်တဲ့ရွေးကောက်ပွဲကိုကျင်းပပြီးတော့တရားဝင်ရှုတ်ချကြအောင်ပြောဖို့အတွက်ကျွန်တော်လာတောင်းဆိုတာဖြစ်တယ်။အဲ့ဒါလည်းကျွန်တော်စာရေးထားတယ်။ကွန်ဂရက်ဆိုလည်းကျွန်တော်စာရေးပို့ပါတယ်။ နောက်ပြီးလို့ရှိရင်တရုတ်ဆိုတော့လည်းကျွန်တော်တောက်ဆိုတယ်တရုတ်ကချမ်ဖက်စစ်ကောင်စီရဲ့နော်တရားမဝင်တဲ့လုပ်ရတဲ့အတွက်ကိုထောက်ပံ့ပေးနေဒါတွေကိုရက်ဆိုင်ဖို့တကျွန်တော်တောက်ဆိုခဲ့တယ်ဆိုတော့ဒါတွေကတော့ကျွန်တော်နိုင်ငံတကာအနေနဲ့ပြည်သူလူထုကိုစားကျွန်တော်အတန်တွေကျွန်တော်ထုတ်ပေါ်သွားလို့ရှိပါတယ်ဇက်တယ်လည်းကျွန်တော်တရားမဝင်ရွေးကောက်ပွဲစတင်မှုကိုကျွန်တော်တကွာလုံးတက်လှုပ်ရှားမှုတွေလုပ်ဖို့ရှိပါတယ်ဒါလည်းပိုက်ပွဲအစပေါ့နော်အစသဘောမျိုးကျွန်တော်အစလှုပ်ရှားဖြစ်ပါတယ် ဒီနေ့ဝိုင်းရောက်မှာကြာအမေတော်အောင်ဆန်းစုကြီးကြံကြမ်းမှန်မှလွမြောက်ရေးမြန်မာຫນွေဦးတော်လန်ရေးဒီမိုကရေစီတိုက်ပွဲအောင်မြင်ရေးအတွက်ကျွန်တော်လာရောက်ထုတ်ဖော်ဆန္ဒပြရင်ဖြစ်ပါလေရေးတော်ဘုံအောင်အောင်အောင်အားမီအမေရိကန်နိုင်ငံတမရကြီးရဲ့ရှင်းမှောက်မှာမဟုတ်ပါဘူးရုရှားရဲ့ရှင်းမှောက်မှာတအားရောက်ရှိလာပါတယ် နိုင်ငံတော်ဤတာဝန်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ဟာနှလုံးပိုင်းဆိုင်ရာအခြေအနေပုံမဆိုးရွားလာတဲ့အတွက်စိုးရင်ကြောင်းတားငယ်ဖြစ်သူ Kim Harris ကကုထိန်နေကစက်တင်ဘာကရက်နေ့ကလူမှုကွန်ရက်မှာရုပ်သံဆိုင်နဲ့ပြောဆိုခဲ့တာပါ။သမ္မတ Trump အဆိုရတက်လာပြီးနောက်ပိုင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်သမ္မတအင်မီရိုရှေ့ဆန္ဒပြတောင်းဆိုပွဲတွေကိုမြန်မာရေးဆောင်ရွက်သူတွေကရပ်နားထားခဲ့ကြပေမဲ့လက်တလုံးမှာအခြေအနေဆိုးရွားလာတဲ့မြန်မာပြည်တွင်းရဲ့ပြဿနာတွေကြောင့်အင်မီရိုရှေ့မှာဆန္ဒပြတောင်းဆိုဖို့မြန်မာရေးဆောင်ရွက်သူတွေကစီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်ကျွန်တော်သူတချမ်းသာပါဒီဝီဗီယိုမြင်တဲ့ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်နေပါ